အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒွန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝိထုကိုအပိုင်း20နှစ်အနေနဲ့ကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာစန္ဒာရီဝီပင်မသည် မိမိနှင့်စေတုဒ္ဒရာနိုင်ငံတော်အပေါ်တွင်ဘုဏ္ဏနာထားရှိသော စေတနာကိုတစိမ့်စိမ့်စဉ်းစားမိပြီးမိမိ၏စိတ်ကိုပင်မိမိမထိန်နိုင်တော့ပဲဘုဏ္ဏနာတွားရသို့လှမ်းမြော်ကြည့်နေသည့်မျက်စိအဆုံး မျက်စိဆောင်မှပလဲပေါက်တံမျက်ရည်ဦးများသည် တပေါက်ပြီးတပေါက်ပါးပြင်ပေါ်သို့လိမ့်ပြီးကြလာပြီတော့သည်နေမျိုးမျက်စက်ကြိုးကိုကင်မထားနဲ့လွတ်လိုက်ပါဘဲကိုသွားကျင်လို့လေဘဲကိုသွားသွားကျင်တဲ့နေရာကိုပြောပါမျက်စက်ကြိုးကိုတော့လွတ်လို့မဖြစ်ဘူးနေမျိုးကပြန်မေးလိုက်သည်မင်းတို့ဆရာနောက်ကိုလိုက်သွားကျင်တယ်ဒါတော့ဘယ်နည်းနဲ့မှမဖြစ်ဘူးဆရာအမိန်ကိုမလွန်ဆန်ဝန်းဘူးမင်းဆရာနောက်ကိုမလိုက်ဘူးဆိုရင်တိုက်ပွဲကို မြင်နိုင်လောက်တဲ့နေရာကိုလိုက်ပွေစမ်းပါတိုက်ပွဲမှာကိုယ်တိုင်မပါရရင်တော့ခလန်းလန်းကမြင်ရရင်ကျေနပ်ပါပြီစာနာဒီဝီပြင်မသည်နေမျိုးအားတောင်းမှန်တိုးချိုသည့်လေတံဖြင့်ပြောလိုက်ရာနေမျိုးသည်ဘယင်မအပေါ်တွင်ဂယုနာတက်၍သွားပေသည်တိုက်ပွဲကိုကြည့်ရှင်ရင်တော့စိတ်ချရတဲ့နေရာကနေပြီးကြည့်နိုင်အောင်ကျွန်တော်လိုက်ဖို့ပေးပါမယ်ကျွန်တော်လည်းကိုယ်တိုင်တိုက်ပွဲဝင်ခွင့်မရပေမဲ့တိုက်ပွဲကိုတော့ကြည့်ရှင်သေးတယ်ကဲလာနေမျိုးသည်စာနာဒီဝီပြင်မအားရဲဘော်၅ဦးလုံး ်ချန်ရစီလျက်ကြီးမားသည့်တောင်ကမ်းမပေါ်သို့တဖြည်းဖြည်းတက်လာကြပြီလျင်ထို့မှတဆင်ကျင်းမြောင်းသည့်တော်လန်ကြားတိုင်းလာလာခဲ့ကြပြီသည်တောင်ကြားလန်းအလွန်သို့ရောက်သောအခါတပင်ကြီးများအုပ်ဆိုင်လျက်ရှိသည့်တော်တန်းသို့ရောက်ရှိလာပေသည်ထို့တော်တန်းမှတဆင်လှမ်းမြော်၍ကြည့်လိုက်သောအခါရွာသားရရွာကလေးမှမီးရောင်များကိုမှိတ်တုံမှိတ်တုံနှင့်မြင်ရပေသည်ရွာသားရရွာကလေး၏အနောက်ဘက်တွင်မြင်မာသောတေလာဂေရီတောင်တန်းသည်ရွာသားရရွာကလေးအားမိုး၍နေသည်ကိုလည်းမြင်ရပေသည် နေမျိုးသည်ဘရင်မအာတောင်တန်းမှတဆင်ဒေတာဂရီတောင်ချင်းရင်ရှိရေကန်ကြီးမှစီးဆင်းနေသည့်စမ်းချောင်းကလေးရှိရာသို့တစ်ပင်ကြီးများအကာအကွယ်ယူကာတဖြည်းဖြည်းခေါ်ဆောင်လာခဲ့ပြီးလည်းတောင်ကမူကလေးတစ်ခုပေါ်သို့ရောက်သောအခါအကာအကွယ်ကောင်းသော နေရာတစ်နေရာကိုရွေးပြီးဘရင်မအာနေရာချထားပေးလိုက်လေသည်။လေငိမ့်သောညသည်ဖြင့်တိရွတ်များလှုပ်ရှားတံမင်းမကြရပဲတတော်လုံးတိတ်ဆိတ်လျက်ရှိပေသည်။တေလာဂီရီတောင်နှင့်ရွာသားရွာကလေးကြားတွင်တသွင်သွင်စီးစင်းလျက်ရှိသောဆန်းချောင်းကလေးကိုလည်း တဖွင့်ဖွင့်နေတရေရေမြင်ရပေသည်တို့ရတွင်လူရိပ်လူချေဟူ၍လုံးဝမမြင်တွေ့ရပေစန္ဒာတွေဝေပြင်မသည်ရွာသားရရာကလေးစီတို့လှမ်းမြော်ကြည့်လိုက်သူတနိုး၏စစ်တီတော်များရှီတက်လာကြလိမ့်မည်ဟုခံမှန်းရသောစမ်းချောင်းကလေးစီတို့လှမ်းမြော်ကြည့်လိုက်နှင့်မကြမီတွေ့မြင်ရတော်မူတိုက်ပွဲကိုဆောင်ကြို့ရင်းအသေးအတန်အသက်တထိတ်ထိတ်ရင်းနှဖို့ဖို့နှင့်ဖြစ်၍နေပေသည်ဘုန်းနန္ဒတို့လူစုဘေးမသိရံမခါပဲအောင်မန်ဆွနိုင်ပါစေဟူ၍လည်းစိတ်ထဲတွင်ကြိတ်ပြီးဆူတောင်းနေပေသည် မကြမီခလန်းလန်းရှိ လက်ခေါက်မှုတ်တန်လိုလိုငှက်အော်တန်လိုလိုကြားလိုက်ရပြီတိတ်ရွတ်တက်ခမ်းများလှုပ်ရှားတန်ကိုကြားရပြီသည်ထို့နောက်တဖန်တိတ်တိတ်ဆိတ်ငြိမ်သက်သွားကြပြန်သည် တိတ်ဆိတ်ငြိမ်သက်နေရမှတေလာဂရီတောင်ချင်းရင်စီတို့မြင်းခွာတန်များကြားရပြန်သည်ဖြင့်စာနာတွေဝေပြင်းမှသည်နားဆွင့်ပြီးနေပေသည် မြင်းခွာတန်များသည် တဖြည်းဖြည်းနီးတဲ့နီးလာပြီးတေလာဂရီတောင်နှင့်ရွာသားရရကလေးဆက်ကြကြည့် ။စမ်းချောင်းကလေးတစ်ဖက်တစ်ကန်းတွင်မဲ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 နှင့်တံတန်းများကိုတွေ့မြင်ရပေရာ။သူတနူ၏စစ်တီတော်များရှီတက်လာပြီဖြစ်ကြောင်းစာနာဒီဝေပြင်မသည် ကောင်းစွာနှလုံးပိုက်မိသည်ဖြင့်အသက်ပင်မှန်အောင်မရှိနိုင်ပေ။မဲမဲတံတန်းများကိုသာမျက်ရည်မပြတ်ဆ ảy ၍ကြည့်နေမိသည်။ယင်းစစ်တီတော်များသည်စမ်းချောင်းကလေးရှိရာသို့ဦးတည်ပြီးလာခဲ့ကြရာမှမကြာမီစမ်းချောင်းကလေး၏တစ်ဖက်ကန်းသို့ရောက်ရှိ၍လာကြပေသည်။ထိုနေရာတွင်ခေတ္တမြရန်နာပြီးစမ်းချောင်းကိုဖျက်ကူးရန်ရေတိမ်သည့်နေရာမှဆင်းရွက်လာကြသည်ကိုလည်းတွေ့ရပေသည် စမ်းချောင်းရဲ့အလဲတို့မြင်းစီစစ်တီတော်များ၏တက်ဦးရောက်ရှိလာသည့်နေ့တစ်ပိုင်းနှင့်ကြော်စွာ၏စူးချထက်မြက်စွာအမိန်ပေးလိုက်သည့်အတန်ကိုကြားရပြီးတပင်ကြီးများပေါ်တွင် ပုံအောင်ရနေကြသောတော်တွင်သာလေးစစ်တီတော်များသည်လည်းရှုံပုံများကိုကာကွယ်ယူကာအစင်းသင်းစောင့်နေကြသောကြော်စွာ၏လက်ရေးစင်လေးစစ်တီတော်များသည်လည်းကောတအူးလည်းရင်မြားသုံးစင်းစီဗျိုင်းတူပြည့်လွတ်လိုက်ရာရွှေကနေရွှေကနေမြည်သွားသည်ဟိအတန်များမှလည်းတတော်လုံးညံသွားပေသည် စံကြောင်းရဲ့အလေတို့ရောက်ရှိရလာတော့တုတ္တနုစစ်တီတော်များမှာရုတ်တရက်မမျောလင်းပဲအငိုက်မိသွားတဲ့ဖြင့်မြင်းပေါ်မှာလိမ့်ကြသူကကြနောက်ပြန်ဆုတ်သူကဆုတ်ဒံရရသူရတေသူတေနှင့်ဖယိုဖယဲဖြည့်၍နေပေသည်ထိုချိန်တွင်ကြောစရာ၏ခယုတ်သင်းတန်ကိုစူးစူးဝါးဝါးကြားလိုက်ရပြီးစံကြောင်းကလေး၏တပတ်တကန်းတွင် ပုံကွယ်၍နေသောတော်တွင်သားများသည် နောက်သို့ပြန်ဆုတ်လာသောတုတ္တနု၏စစ်တီတော်များကိုတပင်ပေါ်များမှ၎င်းရှုံပုတ်ကြိုရှုံပုတ်ကြားများ၎င်း တဦးလည်းရင်မြားသုံးစင်းစီတပြိုင်နယ်ပြစ်လွတ်လိုက်ကြပြန်ရာတော်တွင်သားများဤမြားမှမြားများမှာမိုးသည်မိုးပေါက်ပါမှာ သူတနုဘတ်စွာသားများကြားတို့ကြာစင်းကရှေမရိုးတာနောက်မဆုတ်တာပဲအသက်ရှူပေါင်းမရှိပဲဖြစ်၍သွားပေသည်ထိုအချိန်တွင်ဝဲနှင့်ယာမအတင်းဆောင်ရနေကြသောဘုန်နန္ဒနှင့်မောင်သူတော်တို့သည်ဓားကင်တက်နှင့်လှံကင်တက်ကိုအတီးအီးဥဆောင်ကပြေးပေါက်ချာ၍မတွေ့ပဲအကြဲတဲတွေ့နေရသည့် သူရနုဘတော်သားများအားအတင်းဝင်ပြီးအနီးကပ်တိုက်ပွဲဆင်လိုက်ပေရာသူရနုဘတော်သားများမှာအတုံယုံကြာချုံးကုန်နေတာမက ကြံစစ်တီတော်များမှာလည်းဖျို့ဖျဲဖြည့်၍သွားပေသည်ထိုအခိုက်တွင်ကြောစွာနှင့်ကြောစရာတို့ဥစည်းသည့်လေးစစ်တီတော်များသည်လေးများကိုပခုံးနှင့်ချိန်ပြီးတပင့်ကြီးများပေါ်မှဆင်းလာကဓာတ်ကိုစီဖြင့်ဘုန်းနန္ဒနှင့်မောင်သူဓာတ်တို့၏စစ်တီတော်များထံစစ်ကူလာရောက်ကြကရန်သူများအားအတင်းတော်ကြံဝင်၍တိုက်ခိုက်လျက်ရှိပေရာ ရန်သူတို့မှာပြန်လည်ခုခံရမဆွမ်းနိုင်တော့ပဲရှေးဦးထက်ရသူကစင်ကလေးအားထွက်ပြေးသွားရပေသည်ကြော်စွာနှင့်ကြော်စရာတို့၏တပည့်များမှလည်းထွက်ပြေးသူများနောက်မှထက်ကြမကွာလိုက်လံတိုက်ခတ်လျက်ရှိပေသည်စောစောကတိတ်ဆိတ်လျက်ရှိသောတော်တန်းတစ်ခုလုံးမှလည်းမြင်းခွာတန်းဓာချင်းခုတ်သည့်အတန်းညာတန်းပေးပြီးတိုက်ခိုက်သည့်အတန်းများအပြင်ထိခိုက်ဒဏ်ရာရသူများ၏ငဲတန်းပါအောင်အော်ဟစ်သည့်အတန်းများကိုပါကြောက်ခမန်းလေးလေးကြားရပေသည် နေမျိုးနဲ့အဖော်ငါဦးမှာလည်းမိမိကိုယ်တိုင်ပါဝင်တိုက်ခိုက်ခွင့်မရတော့လေမိမိတို့ဤဗတ်တီတော်ဗတ်တော်သားများတိုက်ပွဲဝင်ပုံကိုခက်လန်းလန်းမှကြည့်ရှုရင်ဘုဏ္ဏနာဤအစီအစဉ်အရအောင်ပွဲများခံရသည်ကိုမြင်တွေ့ရတော့အခါအလိုလိုအားတက်လျက်ရှိပြီးတိုက်ပွဲတွင်သာစိတ်ဝင်စား၍နေပေသည်ထိုအချိန်တွင်အလေးကိုစောင့်ရနေသောဆန္ဒတွေဝေပြင်းမှသည်မိမိအားစောင့်ကြနေသည့်နေမျိုးနှင့်အဖော်ငါဦး တိုက်ပွဲတွင်အာယုံဆိုင်နေစဉ်မိမိဆင်းနေလာသည့်မြင်းပေါ်သို့လွှားကနေခုန်တက်လိုက်ပြီးမြင်းကိုကြိမ်တို့ကတိုက်ပွဲဖြစ်နေသောနေရာသို့ဒုံဆိုင်မီပြေးသွားပေသည်နေမျိုးနှင့်အဖော်ငါဦးမှဘယင်မနောက်မှပြေးလိုက်သွားတော်လဲဘယင်မကအကြံဦးသားသည်ဖြင့်ဘယင်မအာမိအောင်မလိုက်နိုင်ပဲနောက်မှတဒန်းတန်းပါ၍သွားပေသည်အခန်း25ဘုဏ္ဏနာသည်နှဖူးမှရွှေမြားကိုတုပ်ပြစ်လိုက်ပြီးလျှင်ပဝင်းကျင်ကိုကြည့်ရှုလိုက်သည် ဆန်းချောင်းကလေး၏ကျင်းလင်သောရေများမှာသွေးချင်းချင်းနေရဲနေသည်ကိုတွေ့ရပြီဆန်းချောင်းကလေးတစ်ဝိုက်ရှိစိမ့်လန်းဆိုပြေးနေသောမြက်ပင်များမှာလည်းသွေးစွန်သွေးကွက်ကြီးများဖြင့်ဆွန်းထင်းလျက်ရှိသည်ကိုတွေ့ရပေသည်အနီးအနားပတ်ဝန်းကျင်တွင်လည်းရင်ဝှက်တွင်မြှားဆိုင်ပြီးတည်ဆုံနေသူများကိုဟိုနေရာတရားဒီနေရာတရားဆိုသလိုပြန်ကျဲ၍နေသည်ကိုတွေ့ရပြန်သည်ဖြင့်ဘုနန္နသည်တက်ပြင်းရှိကြီးကိုမှုတ်ထုတ်လိုက်သည်ဤနေရာသည်ရန်သူများနောက်ဆုံးခုခံသည့်အနေဖြင့် အစွမ်းကုန်ခုခံပြီးထွက်ပြေးသည့်နေရာ ဖြစ်တဲ့ဖြင့်အကြာချုံများသောနေရာ ဖြစ်ပေသည်ခလန်းလန်းတွင်မူတော်တွင်သားများညာတန်ပေးပြီးရန်သူများနောက်သို့လိုက်လံတိုက်ခိုက်နေသည့်အတန်များကိုရန်ဖန်ရန်ကကြားရသည်မှအပတတော်လုံးမှတိတ်ဆိတ်လျက်ရှိပေသည်ရန်သူများမှမူဘူနန္နဤလေးဘက်လေးတန်တိုက်ခိုက်သည့်စစ်ပရိယေတံကိုမခံနိုင်ပဲစစ်တလင်းတွင်အများအများကြာချုံကကြံရစ်ခဲ့သည့်စစ်တီတော်များမှလည်းရှေးဦးတရာတို့ဖယိုဖယဲကစင်းတရာပြေးကြပြီဖြစ်တဲ့ဖြင့် ဘုဏ္ဏနာသည်အောင်ပွဲရစစ်သူကြီးပမာစစ်တလင်းကိုလေလာတုံးတက်ခြင်းလည်းဖြစ်၍နေပေသည်မကြမီရန်သူများနောက်သို့လိုက်လံတိုက်ခိုက်လျက်ရှိသောဘုဏ္ဏနာ၏ဘတ်တော်သားများသည်တဖြည်းဖြည်းပြန်လည်ရောက်ရှိ၍လာကြပေသည်တော်တွင်သားများမှလည်းမိမိတို့ဘက်မှအကြဆုံးနှဲစွာဖြင့်အောင်ပွဲကြီးခံယူလိုက်ရသည်ဖြင့်ရှင်ပြသောမျက်နှာဖြင့်ဘုဏ္ဏနာအနည်းသို့ရှင်းကပ်၍လာကြပေသည်ဒံယာရရှိထားသူများပင်လျှင် ဒဏ်ရာကိုဂယုမဆိုင်နိုင်ပဲခုံပေါက်ပြေးလွားပြီးလာကြသည်ကို တွေ့ရပေသည်ဘုဏ္ဏနာသည်မိမိဘတ်တော်သားများကိုစစ်ဆေးကြည့်သောအခါစုစုပေါင်း16ယောက်ကြာဆုံးပြီးဒဏ်ရာရသူ14ဦးရှိသည်ကို တွေ့ရပေရာဒဏ်ရာရသူများအားစေဝါကုသရန်အင်ဂျင်မြိုင်တော်သို့အမြန်ဆုံးယူဆောင်သွားရန်အမိန်ပေးလိုက်လေသည်ဒုဗက16ယောက်တောင်ကြာဆုံးတာပဲဆရာကဒီလောက်တောင်ကြာဆုံးလိမ့်မယ်လို့မထင်ဘူးသူတို့ဘက်ကတော့ဘလောက်ကြာဆုံးခဲ့တယ်လဲ ဘူနာနာကမေးလိုက်သည်တိတိကျကျတော့မပြောနိုင်ဘူးဒါပေမဲ့ခံမှန်းချက်အရဆိုရင်သူတို့ဘက်ကအနည်းဆုံး150လောက်တော့ကြာဆုံးလိုက်မယ်တော့ခံမှန်းရတာပဲကျွန်တော်တို့ဒီနေရာကစောင့်နေတာကိုသူတို့မသိပဲခက်အေးအေးလာနေတော့ကျွန်တော်တို့ကလျှက်ရက်ပြက်နီးနဲ့တိုက်ထုတ်လိုက်တဲ့အတွက်အတော်ကလေးအကြနာသွားတယ်ကြံတဲ့လူတွေကလည်းကြံတဲ့လူတွေကလည်းဖျော်ဖျဲဖြစ်ပြီးစိတ်တဲ့ကြာချင်းကြာဆင်းကုန်ကြတဲ့အတွက်သူတို့လူတွေသူတို့ပြန်ဆုလို့တော့တိတ်ပြီးလွယ်မှန်မထင်ဘူး ထိုအခိုက်တွင်ဓာခိုင်တံများကိုကောင်းဆောင်သောဘုံမူကလေးမောင်သူရသည်ဘုံနန္ဒအနီးသို့ရောက်ရှိလာပေသည်ဆရာနန္ဒဆရာနန္ဒဘာမှမဖြစ်ဘူးနော်ကျွန်တော်ဖြင့်ဆွေချင်းတိုက်ပွဲမှာဆရာနန္ဒကိုယ်တိုင်ရှေ့ဆုံးကနေပြီးသူတို့နုဘတ်တော်သားတွေကိုအတင်းဝင်တိုက်နေတာကိုမြင်တော့ဆရာအတွက်စိုးရိမ်မိသေးတယ်ဆရာကိုအခုလိုတွေ့ရတာတိတ်ဝမ်းသာတာပဲမောင်သူရကဘုံနန္ဒအာနှုတ်ခွန်းဆက်လိုက်လေသည်ဆရာကလည်းစစ်ပွဲမြန်မြန်ပြီးပါစေတော့ဆိုပြီး ဆရာကိုယ်တိုင်ခြေတုံးကနေခေါင်းဆောင်ပြီးစွန့်စွန့်စမ်းစမ်းတိုက်ခိုက်တာပဲဒါကြောင့်လဲအချိန်တူတူနဲ့ဆေးပွဲတော်ဝဲပြီးဆုံးသွားတယ်မဟုတ်လားဆရာရဲ့စစ်ပရိရေကတိတ်ပြီးထိရောက်တာပဲသူတို့တို့တွေဘာလို့ရမှန်းမသိဖျို့ပရေကစင်းကလေးရဖြစ်ကုန်ကြတာပဲကျွန်တော်စိတ်အထင် သူတို့ဘက်ကဆယ်ပုံတစ်ပုံတော့သူတို့ရဲ့စကန်းကိုပြန်ရောက်ဖို့မလွယ်ဘူးထင်တယ်အခုလို့ကျွန်တော်တို့အောင်ပွဲရလိုက်တာကိုကျွန်တော်တို့ဖြင့်တိတ်ပြီးဝမ်းသာတာပဲ ေတဇင်းကိုသာဘယင်မကြားရင်ဆရာကိုတိတ်ပြီးကျေးဇူးတင်နေမှာပဲပြီးတော့ကျွန်တော်အပေါ်မှာအထင်လွဲနေတာတွေပါပပျောက်ဝေးဘယင်မရဲ့လက်ဆွဲတော့မက်သစ်စာနဲ့လက်ဆက်ဖို့ကြည်ကြည်ပြူပြူခွင့်ပြုလိုက်မယ်လို့ထင်တာပဲဆရာရောဘလို့ထင်တယ်လဲဒီသတင်းကြားရရင်ဆန္ဒတွေဝိပယမကမောင်သူရအပေါ်မှာခွင့်လွှတ်မှာပါမဲတစ္ဆာနဲ့နီးရဖို့လည်းတေချာပါတယ်ဒီအတွက်ပုံမနစ်စမ်းပါနဲ့ ဒါဖြင့်လာလေကျွန်တော်တို့အောင်ပွဲရတဲ့အကြောင်းဘုရင်မကြီးကိုသွားပြီးတန်တော်ဥတင်ကြဆိုလားပြောပြောဆိုဆိုဗုံမှုကလေးမောင်တုဒ္ဒတိဘုန်းနန္ဒကို အပါခေါ်ပြီးတဖြည်းဖြည်းလာခဲ့ကြပြီစတလင်းမှတဖြည်းဖြည်းထွက်ခွာလာရင်ဘုန်းနန္ဒသည် လူသည်အလောင်းများကို မြင်နိုင်မကြည်သာသောမျက်နှာထားဖြင့်တပ်ပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်သည်ဆရာနန္ဒဘာဖြစ်လို့ခဏခဏတပ်ပြင်းချနေရတာလဲဆရာဒဏ်ရာရခဲ့လို့လားဆရာဘာမှမဖြစ်ပါဘူး တည်တဲ့လူတွေကိုကြည့်ပြီးစိတ်မချမ်းသာလုံးလို့ပါတင်းအတွက်တော့စိတ်မချမ်းမသာမဖြစ်ပါနဲ့တည်တဲ့လူတွေထဲမှာကျွန်တော်တို့လူတွေကနဲပါတယ်ရန်သူတွေကပိုးပြီးများပါတယ်ဆရာတို့ဘက်ကလည်းလူတွေပဲသူတို့ဘက်ကလည်းလူတွေပဲလူလူချင်းလူစိတ်ကင်းပြီးတက်ကြဖြတ်ကြလို့လူတွေရဲ့အတပေါင်းများစွာအလဟဒဆုံးရှုံးရတာကိုသာစဉ်းစားမိလို့ဆရာစိတ်မကောင်းဖြစ်မိတာပါဆရာကစိတ်ကိုမုန်းနေပြီလား ကျွန်တော်တို့ကစစ်တိုက်ရှင်တို့တိုက်ရတာမဟုတ်ပဲသူတို့ဘက်ကရန်စပြီးရွာကိုမီးရှို့ဖို့ကြံစီတာဖြစ်လို့တားဆီးရတဲ့ဥစ္စာပဲမောင်သူရဘက်ကနေပြီးကြည့်ရင်တော့ဒီအတိုင်းမှန်တာပေါ့ရန်သူဘက်ကကြည့်ရင်လည်းသူတို့ယုံကြည်ချက်နဲ့သူတို့တိုက်ကြတာပဲမဟုတ်လားကို့ယုံကြည်ချက်နဲ့ကိုလက်နက်ကင်မပြုတ်ပဲငြင်းချမ်းတဲ့အင်းနဲ့ဖြည့်ချင်းရင်ကောမပြီးနိုင်ဘူးလားလောဘဒေါသမာနတရားတွေဖုံးလန်းနေကြတဲ့အတွက် လူလူချင်းလူစိတ်ကင်းပြီးတက်ကြဖြတ်ကြတဲ့စစ်ပွဲနဲ့ဖြည့်ချင်းနေကြတာဟာအင်မတန်မှားယွင်းတဲ့လမ်းစဉ်ပဲဆရာဖြင့်စစ်ကိုတကယ်မုန်းတာပဲစစ်ကိုတကယ်မုန်းနိုင်တယ်လားဆိုတဲ့ဆရာကခြေစုံးကနေပြီးတက်တက်မဲမဲတိုက်ခိုက်နေတာပဲမဟုတ်လားစစ်ကိုမုန်းတော့မြ мян ပြေးပါစေတော့ဆိုပြီးသူတေတေကိုတေတေခြေစုံးကဝင်ပြီးတိုက်နေတာပါပြီးတော့အခုလုံးမဆရာတို့မတိုက်ရင်အပြစ်မရှိတဲ့ရွာသူရွာသားတွေနဲ့ကလေးမိန်းမတွေအားလုံးဒုက္ခရောက်ကုန်ကြမှာမဟုတ်လား ဒါတွေမကသေးဘူးဒီဘာကလေးကိုမီးရှို့ဖျက်ဆီးနိုင်ရင်စေတုဒ္ဒါနိုင်ငံတော်ဘာတိမ့်ပိုက်ပြီးအပြစ်မရှိတဲ့လူတွေအများအများတေးကျေပျက်စီးကုန်ကြမှာမဟုတ်လားမိမတွေလည်းအမျိုးမျိုးအစော်ကားခံကြရမယ်ဒါတွေကိုကာကွယ်ဖို့ကိုသာမလွှဲတာမချောင်တာလို့တိုက်ခတ်ရတာပဲဒါပေမဲ့အခုလိုတေးတဲ့လူတွေကိုကြည်စမ်းသူတို့တွေမှာဘာအပြစ်ရှိတယ်လဲမိုင်မဲတဲ့ခေါင်းဆောင်ရဲ့နောက်လိုက်မားမိတဲ့အပြစ်ပဲရှိတယ်မဟုတ်လား ဒီလူတွေသာခေါင်းဆောင်ကောင်းတော့ကိုလိုက်မရင်အခုလိုအသေးဆိုးနဲ့တေးချရမှာမဟုတ်ဘူးသူတို့ကိုတေတေတွင်းပို့တဲ့ခေါင်းဆောင်တော့တေတွင်းနဲ့ဝေးတဲ့နေရာမှာပုံအောင်နေတာမဟုတ်လားဘုန်းနာနာဒီမိမိအယူအဆကိုပြန်ပြောရင်တဖြည်းဖြည်းလာခဲ့ပေရာတစ်ပင်တစ်ပင်အနည်းဆိုရောက်တော့အခါတစ်ပင်အောက်မှလူတယောက်ဤညင်းညူတန်းကြားရပြီရေရေရေဟုတောင်းနေသည့်အတန်ကိုကြားရသည်ဖြင့်ဘုန်းနာနာဒီမြင်းပေါ်မှ ခုန်ဆင်းပြီး ညင်းညူတန်ကြားသည့်နေရာသို့လာခဲ့ပေသည်တပင်အောက်တွင်စစ်တူကြီးအဝယ်စားနှင့်လူတယောက်ဒံယာနှင့်လဲနေသည်ကိုတွေ့ရသည်ဖြင့်ဘူနန္ဒသည် ထိုသူ၏အနီးသို့ရှင်းကပ်သွားပေသည်ရေရေရေတပေါက်လောက်တောက်ပေးရစေစစ်တူကြီးအဝယ်စားနှင့်လူကတစားစားရေတောင်း၍နေပေသည်စစ်တူကြီးအဝယ်စားကိုတေချာကြည့်လိုက်သောအခါတူဝနနိုင်ငံတော်မှစစ်တူကြီးအဝယ်စားဖြစ်နေသည်ကိုတွေ့၍တွေ့ရပေရဲ့ ဤစစ်သူကြီးမှာသူတနုဘတ်တော်သားအေကံဖြစ်ရမည်ဟုမောင်သူရစိတ်တွင်တထေရှားမှတ်ယူလိုက်ပေသည်သူတနုဘရင်ရဲ့တပည့်မိုက်တေပေတော့မောင်သူရသည်ဒံယာရပြီးလဲနေသောစစ်သူကြီးအားဓားနှင့်တစ်ချက်ထဲခုတ်ပိုင်းရန်ရွယ်လိုက်ရာဘုဏ္ဏရသည်မောင်သူရ၏ဓားကိုမိမိ၏လှန်တံဖြင့်တားထားလိုက်ပေသည်ဆရာဆရာနန္ဒဘာလို့မလို့လဲရန်သူကိုတခါတည်းတုတ်တင်ပြလိုက်ရင်မကောင်းပေဘူးလား ရန်သူပေမဲ့ရန်မမူနိုင်တော့ပါဘူးရန်မမူနိုင်တဲ့သူကိုရန်ဖြူတတ်တာဟာတက်တိနေရကြမှာပေါ့ပြီးတော့လူလူချင်းကျင်တာတဲ့စိတ်ထားလည်းရှိအောင်ပါပေါ့လူလူချင်းပေမဲ့သူကရန်သူပဲသူတို့ဘယင်ရုပ်ရဲ့ဘတ်တော်သားလူရုပ်မာရဲ့အပေါ်မှာကျင်တာတရားထားဖို့မလိုပါဘူးဒီလိုလဲဘယ်ဟုတ်မလဲကိုချင်းစာတရားဆိုတာချိန်ကြမှာပေါ့ကိုချင်းစာတရားမရှိရင်လူလောကကြီးဟာ တလိဆန်လောကတို့ဖြစ်သွားပြီးအရှင်ရှင်တက်ဖြတ်ဖို့ဆုံးနိုင်တော့မှမဟုတ်ဘူးဘုနာနာတိပြောပြောဆိုဆိုဒံယာနှင့်လဲနေသောသူရနုဘတ်တော်သားစစ်သူကြီးဥကောင်းကိုအตาရာမပြီးမိမိ၏ဝိယုံကိုချုပ်ခါခေါင်းအောင်တပ်ပွဲခေါင်းအောင်မှခုရည်ပေးလိုက်လေသည်ရေရေရေပေးပါကဲမောင်သူတာဆန်းချောင်းကိုသွားပြီးရေကြီးကြီးတစ်ခွက်ခတ်ခဲစမ်းပါဘုနာနာကအမိန်ပေးလိုက်သည် မောင်သူတာသည်ရေခတ်ပေးရကောင်းနုံနုံနှင့်မခတ်ပဲနေရရကောင်းနုံနုံနှင့် ခိတ္တတွေ့ဝေစဉ်းစားနေပြီးဘုဏ္ဏနာ၏အမိန်အတိုင်းစံချောင်းရှိရာသို့ခတ်ခွာ၍သွားခဲ့ပေသည်ဘုဏ္ဏနာသည်မြင်းကုန်းဤအိတ်တွင်အမြဲတမ်းယူဆောင်လာလေ့ရှိသည့်ဆေးအိတ်ကိုထုတ်ယူလိုက်ပြီးလည်းရင်ဒံယာနှင့်လဲနေသောစစ်သူကြီး၏ဒံယာကိုဆေးထည့်၍ပတ္တိများစီးပေးလေသည်ဆရာနန္ဒကတမားတော်ကြီးကြနေတာပဲဘုဏ္ဏနာ၏အမိန်အရရေခတ်ပြီးပြန်လာသော မောင်သူဒ္ဓသည်ဘုဏ္ဏနာ၏လက်ရာကိုကြည့်ပြီးရှိကျူလိုက်သည် ဘုဏ္ဏနာသည်မောင်သူဒ္ဓဤလမ်းမှရေရေထက်၍ယူလာသောတန်ခမောက်ကိုလှမ်းယူလိုက်ပြီးလည်းယင်ဒံယာရသူဤပါဇက်ထဲသို့တဆက်စီတဆက်စီရေများချလိုက်ရာဒံယာရသူသည် ရှာဖြင့်ရက်ခါရက်ခါဖြင့်ရေများတောက်၍နေပေသည်ဆရာကျွန်တော်ဘယင်မစီပြေးပြီးတည်င်းပေးခြင်းလာပြီဒါမှကျွန်တော်ကိုဘယင်မကခွင့်လို့ပြီးမဲတစ္ဆာကလေးနဲ့နေရမှာမောင်သူဒ္ဓသည်မဲတစ္ဆာနဲ့တွေ့လို့သည်စိတ်စောဖြင့်ဘုသူဘုဏ္ဏနာထံမှခွင့်ပန်လိုက်လေသည် ဒီလောက်တော့သွားကျင်ရသွားလေဆရာနောက်မှာလိုက်ခဲ့မယ်ဘူနန္ဒာကတသားကြီးကြီးနဲ့ခွင်းပြုလိုက်ရာမောင်တုဒ္ဒမှာဝမ်းတာလုံးဆုတ်သွားပြီမြင်းပေါ်သို့ခုန်တက်ခါကဆုံပေါက်၍ပြေးလေတော့သည်မောင်ရင်မောင်ရင်ကဘာတူလဲဒံယာနဲ့လဲနေသောစစ်သူကြီးသည်အနှဲငယ်တက်တလာရရသည့်အမူအရာဖြင့်ဘူနန္ဒာအားတစ်ချက်လှမ်းကြည့်ပြီးမေးလိုက်လေသည်ကျွန်တော်နာမည်ကနန္ဒလို့ခေါ်ပါလေအင်းမောင်နန္ဒာမောင်နန္ဒာ မောင်ရင်ရဲ့ကျေးဇူးကိုမမေ့ပါဘူးဒါထက်ကျုပ်ရဲ့တန်ရာဟာတေလောက်တဲ့တန်ရာလားကျုပ်တို့ဖြင့်နေရဖို့ထက်တေဖို့ကများနေပြီလို့ထင်တာပဲဘာဖြစ်လို့တေရမှာလဲစိတ်အားမချော့ဆန်းပါနဲ့မောင်ရင်ကစေတုရဘရင်ရဲ့ဘတ်တော်သားမဟုတ်လားစောစောကတိုက်ပွဲမှာမောင်ရင်ကိုကျုပ်တေတေချာချာမှတ်မိပါတယ်ကျုပ်နဲ့ရင်ဆိုင်တိုက်ခဲ့တာဟာမောင်ရင်ပဲမဟုတ်လား ုတ်ကောင်ဟုတ်ပါလိမ့်မယ်ကျွန်တော်ကတော့တတိမထားမိဘူးတတိမထားမိဘူးလားဆိုတယ်မောင်ရင်တိုက်ပုံခိုက်ပုံကအင်မတန်ကျွမ်းကျင်နေမှာတာပဲဒါထက်မောင်ရင်ဟာကျုပ်ရဲ့ရန်သူဖြစ်ပါလေရဲ့ဘာဖြစ်လို့ကျုပ်ကိုခယူဆိုင်နေရတာလဲလူလူချင်းကျင်နာတဲ့စိတ်နဲ့ပြုစုနေတာပါကျွန်တော်ကစစ်ကိုတိတ်မုန်းတဲ့လူတစ်ယောက်ပါစစ်သူကြီးကိုလည်းတေးစီလိုတဲ့စေတနာလုံးဝမရှိပါဘူးမောင်ရင်သာတေးစီလိုတဲ့စေတနာမရှိဘူးဆိုပေမဲ့ ြုတ်တော့ကြာကြာနေရတော့မှမထင်ဘူး။မောင်ရင်ရဲ့ပြုစုယူရမှုကြောင့်ယခုလိုစကားပြောနိုင်ပေမဲ့ဒံယာကမတက်တာလှဘူး။အေးဖះဖះဖះစစ်သူကြီးတွေဖះတာရင်ညင်ညူလိုက်သည်။မျက်နှာမှာလည်းတေရမြေဘေးကိုကြောင်းရွံ့သည့်အမူအရာဖြင့်ဖြူဖက်ဖြူရော်ဖြစ်ရနေသည်ကိုလည်းဘုံနန္ဒမှာတရေပြုမိလိုက်သည်။တေတာကမဆန်းပါဘူး။လူတိုင်းလူတိုင်းတေရမှာကြီးပါပါပဲ။စောစောတေတာနဲ့နောက်ကျမှတေရပဲကွာခြားပါတယ်။ တရားမှာကိုတွေးပြီးကြောက်ရွံ့မနေစမ်းပါနဲ့တရားနဲ့ဖြေမှပေါ့တရားနဲ့ဖြေပေးမယ်အပေါ်ပါပဲအခုမှနောင်တရနေလို့အကြောင်းမထူးတော့ပါဘူးတတလုံးအာကုသူဒုစရိုက်တွေကြီးလှုပ်လာခဲ့တဲ့လူတယောက်ဟာတေကန်ကြီးကြမှာတရားနဲ့ဖြေလို့ဘာအကြောင်းထူးအောင်ပါလဲတတလုံးထင်ရလောက်ခဲ့ပြီးတေကန်ကြီးကြမှာ နောင်တရလို့ကဘဝကူဖြောင်းအောင်ပါတဲ့လားကျုပ်ကျုပ်ရဲ့မျက်စိထဲမှာဖြင့်မကောင်းတဲ့အနှိဋ္ဌာတွေကြီးပဲမြင်နေရတယ် ီလိုလဲဘယ်ဟုတ်ပါမလဲကိုအမားကိုမြင်ပြီးတကယ်နောင်တာတရားရမှဆိုရင်အပြစ်တွေပြေပြောက်သွားနိုင်ပါလေပြီးတော့လောဘဒေါသမာနတရားတွေဖုံးလွှမ်းနေကြလို့ဒါအမှန်တရားကိုမမြင်နိုင်ကြတဲ့ဒုစရိုက်တွေပွားများနေကြတာပဲမဟုတ်လားလောဘဒေါသမာနတရားတွေကိုပယ်ဖျက်လိုက်ရင်ဒုစရိုက်တရားတွေပွားများခြင်းနဲ့စိတ်တွေရှိနိုင်ပါတော့မလားအာဟုတုဒုတိယတရားတွေပွားများစေတဲ့ ငါဒီဟူသောမာမာနတရားကိုပြစ်ပယ်ပြီငါဟာဘာမှမဟုတ်ပါလားငါကငါအစိုးမရပါလားဆိုတာ အမြင်မှန်ရအောင်ဝိပဿနာဉာဏ်နဲ့စဉ်ဉဏ်သုံးသနိုင်မှာဆိုရင်ဘဝကိုမဖြောင့်မှာပူစရာလည်းမရှိပါဘူးအခုလိုဒဏ်ရာရနေတဲ့အချိန်မှာကိုယ့်ရဲ့ဝေဒနာကိုကိုမြင်အောင်ရှုပြီးတတိတရားကိုလက်ကင်ထားရင်တရားမဲ့ဝေဒနာဖြစ်စေကမူချမ်းချမ်းသာသာနဲ့တရားမယ်ပြီးတော့ဘဝကူးလည်းဖြောင့်မယ်တေကန်ဒီမှာဒေါသစိတ်တွေပယ်ဖြတ်ပြီး မေတ္တာစိတ်ပွားများရင်အနိဋ္ဌာယုံနဲ့ပြောက်ွယ်ပြီးအိဋ္ဌာယုံနဲ့ဖြစ်ပေါ်လာလိမ့်မယ်။ဘုဏ္ဏနာက တရားပြ၍နေပေရာ သူတို့နုဘတ်တော်သားစေတူကြီးသည်ဘုဏ္ဏနာအာမျက်တောင်မခတ်ဘဲစိုက်ကြည့်၍နေပေသည်။မောင်မောင်မောင်ကဓမ္မကတိကလားဒါမှမဟုတ် ဖုံးကြီးလူထွက်လားဓမ္မကတိကလည်းမဟုတ်ပါဘူးဖုံးကြီးလူထွက်လည်းမဟုတ်ပါဘူးလူစိတ်ရှိတဲ့လူတယောက်သာဖြစ်ပါလေ။ အင်းဘာပဲပြောပြော မောင်ရင်နဲ့ကျုပ်ဟာရန်သူပဲအခုကျုပ်ရတဲ့ဒဏ်ရာဟာလည်းမောင်ရင်ရဲ့လက်ချက်ပဲတူတနုရဲ့စစ်သူကြီးကဘုဏနာအားစိုက်ကြည့်ရင်ပြောလိုက်သည်ရန်သူဆိုတဲ့စကားလုံးကိုမတုံးပါနဲ့ကျွန်တော်အခုလို တိုက်ရခိုက်ရတာဟာအပြစ်မရှိတဲ့ရွာသူရွာသားခလေးမိန်းမတွေဒုက္ခရောက်အောင်အကို မကြည့်ရလို့ကာကွယ်တဲ့အနေနဲ့သာတိုက်ခိုက်ရခြင်းဖြစ်ပါတယ်အကြည်တော့ကိုသေးသေးလိုတဲ့စေတနာလုံးဝမရှိပါဘူး ကျွန်တော်ရဲ့လက်ချက်ကြောင့်အကြီးတော်ဒဏ်ရာရတယ်ဆိုရင်လေတိုက်ပွဲအတွင်းမှာမလွှဲသာမချောင်သာလို့တိုက်ခိုက်ရင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တဲ့အတွက်ကျွန်တော်အပေါ်မှာခွင့်လွှတ်စေခြင်းနဲ့ပါတယ်ဘူနာနာကဒဏ်ရာရသူ၏အပေါ်တွင်ကျင်နာသည့်အမူအရာဖြင့်ပြောလိုက်ရာစစ်သူကြီးသည်မိမိ၏လက်ကိုမတည်နိုင်တည်နိုင်နှင့်တည်ပြီးဘူနာနာ၏လက်မောင်းကိုဆွဲကင်လိုက်သည်လူသားငယ်တရားကပြေဝပါပေတယ်မောင်ရင်လိုတရားပြေဝတဲ့လူနဲ့ ရန်ဖြစ်ရတာဟာတုတ္တနုလိုရုပ်မာတဲ့လူနဲ့မိတ်ဆွေဖြစ်ရတာထက်မြတ်တယ်ဆိုတာကျုပ်သဘောပေါက်ပါပြီအခုလိုဒေဂာနိဆဲဆဲမှာမောင်ရင်လိုသူတော်ကောင်းတစ်ယောက်နဲ့လာတွေ့ရတာဟာဝမ်းသာလို့မဆုံးပါဘူးကျုပ်အပေါ်မှာစေတနာထားတယ်လို့မောင်ရင်အပေါ်မှာစေတနာတုံ့ပြန်တဲ့အနေနဲ့ကျုပ်မသိခင်မောင်ရင်ကိုပြောကြတာတခုပြောခဲ့ပြရသည်ကျုပ်ဟာတခြားသူမဟုတ်ဘူးတုတ္တနုဘယင်ရုပ်ရဲ့ လက်ရလက်ယုံတဆူဖြစ်တဲ့စစ်သူကြီးဘိုရက်ခဆိုတဲ့ဟာကြောက်ပဲစစ်သူကြီးဘိုရက်ခဒီမိမိဤနာမည်ကို ထုတ်ဖော်ပြီးအမောဆိုင်လာပြန်တဲ့ဖြင့်ခိတ္တငြိမ်သက်၍နေပေ၏မောင်ရင်ဟာကြောက်ရဲ့ရန်သူဖြစ်ပေမဲ့ရန်သူလိုသဘောမထားပဲမိတ်ဆွေလိုသဘောထားပြီးပြုစုယူရခဲ့ရုံသာမကအသေးဖြောက်အောင်လမ်းမှန်ကိုညွှန်ပြတဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ကျုပ်မတည်ခင် ကောင်းမှုလေးတစ်ခုလုပ်ခဲ့ခြင်းနဲ့ သူရနုဘုရင်ဟာဆေရုဒ္ဒရာနိုင်ငံတော်ကိုဘယ်နည်းနဲ့ဖြစ်ဖြစ်တင်းယူပြီးဘုရင်မကိုခြေတော်တင်ဖို့ကြိုးစားနေဆိုတာမောင်ရင်သိတယ်ဖြစ်ပါလိမ့်မယ်တကယ်လို့လက်နက်အင်အားနဲ့ဆေရုဒ္ဒရာနိုင်ငံတော်ကိုတင်ပတ်ခြင်းမပြုနိုင်ဘူးဆိုရင်စာနာဒေဝီဘုရင်မအလွန်တရာရှင်းမြတ်လို့တော်မူတဲ့အထင်းတော်ကြီးဒေါ်သူစာကိုဖမ်းပြီးအထင်းတော်ကြီးရဲ့နရွက်တစ်ဖက်ကိုဖျက်ပြီးဘုရင်မထံဆက်တလိုက်မယ်ပြီးတော့ ဘယင်မကို သူနဲ့ရွှေလက်တော်ဆက်ဖို့သဘောတူရင်တူမတူပဲညင်းပယ်နေမယ်ဆိုရင် အထင်းတော်ကြီးကိုနီးအမျိုးမျိုးနဲ့မတည်မချင်းညှင်းပန်းနှိမ့်ဆက်မယ်ဆိုတဲ့အကြောင်းဘယင်မစီကို အထင်းတော်ကြီးရဲ့နရက်တစ်ဖက်နဲ့အတူရာတန်ပေးလိုက်မယ်သူတန်းတို့၏လူယုံတော်စစ်သူကြီးဘိုးရခသည်ဘူနာနာအားစကားလက်ဆောင်ပါ၍နေပေသည်ဘယင်မရဲ့အထင်းတော်ကြီးကိုဖမ်းပေးပြီလား မဖမ်းရသေးပါဘူးဒီနေ့ညသူ့ရဲ့အကြံစီမအောင်မြင်မှဖမ်းဆီးဖို့အစီအစဉ်ရှိပါတယ်ဒီလိုဆိုရင်ဒီနေ့ညတော့မဖမ်းနိုင်သေးဘူးပေါ့ဒါကတော့မဖြစ်နိုင်သေးပါဘူးဒီနေ့ညတိုက်ပွဲသတင်းကိုတော့သူတနုကြားနိုင်မှာမဟုတ်သေးပါဘူးစစ်သူကြီးဘိုရက်ခဒီအာယူပြီးစကားပြောနေရမှာမှိမ့်၍နေပြန်သည်အင်းကျုပ်တော့ကြာကြာနေရတော့မှမထင်ဘူးမျက်လုံးတွေလည်းပြာလာပြီ ကျုပ်အပေါ်မှာစေတနာထားတဲ့အတွက်မောင်ရင့်ကိုကျေးဇူးဆက်တဲ့အနေနဲ့ကျုပ်လက်ကဗရံများလက်ဆွေကြီးမောင်ရင့်ကို ပေးခဲ့ပြရစေဒီလက်ဆွေကြီးဟာသူတနုဘရင်ကိုယ်တိုင်ကျုပ်ကို ရှင်းမြင့်ခဲ့တဲ့လက်ဆွေပဲစေတူကြီးဘိုရက်ခသည် လက်ဆွေဆွတ်ထားသည့်လက်ကို မတည်နိုင်တည်နိုင်နေဘူနာနာပေါင်ပေါ်သို့တဖြည်းဖြည်းတင်ပေးလိုက်လေသည်ဘူနာနာသည်ဘိုရက်ခ၏လက်မှလက်ဆွေကိုချွတ်ယူလိုက်ပြီးမိမိ၏လက်ဝဲဘက်လက်တရတွင်ဝတ်ဆင်၍ထားလိုက်ပေသည် မောင်နန္ဒာမောင်နန္ဒာကျုပ်တော့မနေရတော့ဘူးသွားတော့မယ်မျက်စိတွေလည်းဘာမှမမြင်ရတော့ဘူးကျုပ်တည်ရင်ကျုပ်အတွက်ရည်စူးပြီးမြေတားဖို့အမြာတမ်းပေးဝေပါနော်တက်နိုင်ရင်တပိတ်ကလေးတစ်လုံးလောက်တော့သွတ်ပေးစေချင်တယ်ဖះဖះဖះအနိစ္စဒုက္ခအနတ္တအနိစ္စမမြဲတဲ့တရားပါလားဒုက္ခဆင်းရဲလှပါဤတကား အနတ္တငါကိုမဟုတ်ငါမဟုတ်ငါကိုငါအစိုးမရပါတကားစစ်သူကြီးဘုရခသည်ဘုဏ္ဏနာလက်ကိုဆုပ်ကင်ထားပြီးလက္ခဏာရေး၃ပါးကိုဆင်ခြင်၏ညင်သာစွာအသက်ထွက်၍သွားပြီယာဘုဏ္ဏနာသည်စစ်သူကြီးဘုရခ၏အလောင်းကို အတန်ကြာငေးဆိုင်ကြည့်ရင်းမြေတားပို့၍နေပေသည်ထိုအခိုက်တွင်အနည်းရှိချုံမုတ်ထဲမှတိတ်ရွံ့များလှုပ်ရှားသည့်အတန်ကိုကြားရသည်ဖြင့်ဘုဏ္ဏနာသည်ထာယာမရုတ်တရက်ထားလိုက်ပြီး တချီကိုကင်ဆွဲလိုက်သည်ရှောင်းဖို့ထဲကဘာတူလဲတစ္ဆာချင်းထွက်ခဲ့လေဘုန်းနာနာတေဓာတ်ကိုအစင်းနဲ့ကင်ရင်ပြောလိုက်လေသည်မကြမီတိပြတ်များလှုပ်ရှားသည့်အတန်ကိုကြားရပြီးရှောင်းဖို့ထဲမှဆေးဝက်ဆဲစားနှင့်စန္ဒာဒီဝီဘီယင်မှထွက်လာသည်ကိုမြင်လိုက်ရသောအခါအန်အောချင်းမကအန်အောသွားကစကားမပြောနိုင်ပဲတယောက်ကိုတယောက်အတန်ကြားငေးဆိုင်ပြီးကြည့်နေမိကြပေသည်အခန်း26ဘယင်မဘလို့ဖြစ်တာလဲတယောက်ထဲလား ဘုန်းနတော်ဒီဘီရင်မအာတန်ကြငေးဆိုင်ပြီးကြည်နေရမှာဟိုဟိုတီတီလှမ်းကျင်ရင်မေးလိုက်ဒီမြင်တဲ့အတိုင်းပဲဘီရင်မက ပြန်ဖြေလိုက်ဒီလေမျိုးနဲ့လက်ရွေးစင်ငါးဦးရောဘီရင်မကိုလိုက်ရှာနေကြမှာပေါ့ဘီရင်မဘလို့လုတ်ပြီးတယောက်တည်းထွက်လာခဲ့တာလေဒီကောင်တွေတယ်ပြီးပေါ့လျော့တာကိုနေမျိုးနဲ့သူ့အဖော်တွေကိုအရန်အပြစ်မတင်ပါနဲ့ဘီရင်မကိုဘယ်သူမှတားလို့မရဘူးဆိုတာမသိဘူးမဟုတ်လား ဒီနေရာကိုဘာကိစ္စနဲ့လိုက်လာရတာလဲမောင်ယူပါရဲ့စွမ်းရည်တက်တိဘယင်မကိုယ်တိုင်ကြည့်ရှင်လို့လိုက်လာတာဗောဒီမှာမောင်ယူပါစောစောက တိုက်ပွဲမှာမောင်ယူပါအစီအစဉ်လုပ်ဖို့အမိန်ပေးဖို့မောင်ယူပါကိုယ်တိုင်ရှေ့ဆုံးကနေပြီးတိုက်ခိုက်ပုံတွေကိုဘယင်မကိုယ်တိုင်မျက်ဝါးတထင်မြင်ခဲ့ရတယ်မောင်ယူပါဟာနှလုံးရည်ပြည့်ဝတယ်လို့လက်ယုံရည်လည်းပြည့်ဝတယ်ဆိုတာဘယင်မကိုယ်တိုင်သိရလို့ဝမ်းသာတယ်ပြီးတော့ရန်သူကိုရန်သူလိုသဘောမထားပဲ ကျင်နာရွေးရပုံတွေကိုလည်းဘယင်မကိုတော်တိုင်းမြင်ရလို့မောင်ယူပပေါ်မှာအံ့ဩလို့မဆုံးဘူးဒါအံ့ဩစရာမဟုတ်ပါဘူးပြီးတော့ဒီနေရာမှာလာပြီးအံ့ဩနေဖို့လည်းမသင့်ပါဘူးရန်သူတွေဖဆုဖယိုဖယဲကစင်ကြရဖြစ်နေချိန်မှာဘာဖြစ်လို့ဒီနေရာကိုဘယင်မလိုက်လာရတာလဲဘာဖြစ်လို့ဒီလောက်တောင်အတင်ရဲရတာလဲဘယင်မအနေနဲ့တိုင်းပြည်ပေါ်မှာတာဝန်ရှိတယ်ဆိုတာနားမလည်ပြီဘူးလား ရန်သူတော်တဲ့ကိုဘာဖြစ်လို့လိုက်လာရတာလဲမိုင်းမဲလာကြီးလားဘာလဲဘယင်မောက်ကိုအပြစ်တင်နေတယ်ဗောလေဘယင်မောက်ကိုများမိုက်တလေပါလိနေမိုင်းမဲလို့မိုင်းမဲတယ်လို့ပြောနေတဲ့ဥစ္စာပဲဒီနေရာဟာရန်သူတွေတက်ပြက်ပြီးပြေးရတဲ့နေရာမဟုတ်လားရန်သူတွေဟာကြားနာလို့ဖြစ်နေတော့ဘသူ့ကိုမှချမ်းသာပြီးမှမဟုတ်ဘူးဆိုတာလေနားမလည်ပေဘူးလားရှင်းလို့နှလုံးရေရောလက်ယုံးရေပါပြေးသွားတဲ့လူတယောက်လုံးဘယင်မအနားမှာရှိနေရတာနဲ့ ဘာမဟုတ်တဲ့ရန်သူတွေကိုကြောက်နေစရာလိုသေးလို့လားရှင်ဟာရန်သူကိုတော့မိတ်ဆွေလိုသဘောထားနိုင်ရဲ့နဲ့ဘယင်မောက်ကိုဘာဖြစ်လို့ရန်သူလိုသဘောထားပြီးငောက်လာငန်းလာလုံနေရတာလဲတေဂာနီးဆဲဆဲရန်သူကို အသေးဖြောက်အောင်တရားဟောခဲ့တဲ့ပုံကိုဟာဘာဖြစ်လို့ဒီလောက်တောင်ဒေါသကြီးနေရတာလဲဒေါသတရားဆိုတာမကောင်းဘူးဆိုမေတ္တာတရားသာပွားရမယ်ဆိုပြီးဘာဖြစ်လို့အခုလိုဒေါသကိုပောက်ကွဲနေရတာလဲဘယင်မောက်ကြောင့်လဲခတ်သေးတာပဲကဲပါ ဒီနေရာမှာကြာကြာနေလို့လည်းမဖြစ်ဘူးစစ်ထုတ်တာမျိုးတော်ကိုမိုးမလင်းခင်အရောက်သွားကြရလိမ့်မယ်စစ်ပွဲအနိုင်ရပြီပဲဥစ္စာပဲဘာဖြစ်လို့အရင်လိုနေရတာလဲစစ်ပွဲနိုင်တာကတော့ဟုတ်တယ်ဒါပေမဲ့တက်ပြက်ပြီးရှေးဦးတရသွားနေတဲ့ရန်သူတွေနဲ့တွေ့မှာဆိုလို့ပြောနေတာပြီးတော့ဟိုမှာကြည်စမ်းအနောက်တောင်တောင်ကမိုးသားတွေတက်လာပြီးမိုးရွာလိုက်မယ်ထင်းတယ်မိုးမရခင်နန်းတော်ရောက်အောင် ပြန်မဖြစ်မယ် မိုးရွာရင်တာပြီးပြောစရာကောင်းသေးတယ်နန်းတော်ထဲမှာတချို့တွေရှေ့ချင်းလိန်နေတဲ့ဥစ္စာပဲတချို့မှမသိတဲ့တချို့တွေကြားမှာနေရတာထက်မိုးထဲမှာအေးအေးချမ်းချမ်းနေရတာကမှပိုပြီးစိတ်ချမ်းသာအောင်ပဲဒီမှာမောင်ယူပါအခုလိုလူသူမနည်းတဲ့တော်ကြီးထဲမှာဘယင်မနဲ့နှစ်ယောက်ထဲအေးအေးဆေးဆေးစကားပြောနေရတာမပြောပေဘူးလားပြောနေဖို့နေနေတတ်တာဘယင်မအတွက်ခေါင်းကိုအလိုလိုရှုပ်နေတာပဲဘာဖြစ်လို့ခေါင်းရှုပ်ရတာလဲဘယင်မအနားမှာနေရတာမကြိုက်လို့လား ဆန္ဒရေးဝေပြင်းမကမျက်ဆောင်ထိုးဝေးမိလိုက်လေသည်ဘူနန္ဒကမူဘာမှပြန်ပြီးအဖြစ်မပေးပဲတုဒနု၏စစ်သူကြီးဘိုရခ၏အလောင်းအနည်းတွင် ပြန်ကျဲ၍နေသောစေဘူးများကိုတင်းဆဲ၍နေပေရာဆန္ဒရေးဝေပြင်းမသည်စိတ်ဝင်စားစွာငေးဆိုင်၍ကြည်နေပေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း20နှစ်အစည်းအဝေးတင်ဆက်မှုကိုအီမာရင်ခိတခဏရန်နာဝင်ပြုပါခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ